င်္ဂလာပါရှင်။တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ဇွန်လ18ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါရယ်ရှင်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။ arakha.ae နဲ့စစ်ကောင်စီတပ်တွေနှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ကျောက်ဖြူမြို့နယ်ရှီတန်းကိုရာထူးတိုးပြီးရောက်လာတဲ့ဒုတက်ရီမှုဗိုလ်မှူးဝင်းတပ်ဟာ စနိုက်ပါပစ်ခတ်ခံရပြီးတေဆုံးခဲ့လို့သိရပါတယ်။ပစ်ခတ်ခံရတဲ့ဒူးတယံမှုဘုံမူဝင်းသက်ဟာကချင်ပြည်နယ်မြကြီးနောင်မြို့အခြေစိုက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာဦးစီးအရာရှိဒုတိယတန်းစစ်ရေး A2 အဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်ရန်ကုန်မြို့အခြေစိုက်အမှတ်217ချင်းမြန်တယံရဲ့ဒူးတယံမှုအဖြစ်ရထူတိုးခဲ့တာပါ။မေလ26ရက်နေ့မှာရထူတိုးခဲ့ပြီးနောက်ရပ်ပိုင်းအတွင်းမှာပဲကြောက်ဖြူမြို့ရှိတမ်းမှာစနိုက်ပါနဲ့ပစ်ခတ်ခံရပြီးတေဆုံးခဲ့တာပါ။ အကြမ်းဖက်အနာဖီဆန်ရေးစီရီယမ်လှုပ်ရှားမှုမှာမပါဝင်တဲ့နန်းစီရီယမ်ဝန်ထမ်းတိုင်းကိုအရေးယူမယ်ဆိုတဲ့ဥပဒေဟာဒီမိုကရေစီစံချိန်စံညွန်တွေနဲ့ကွဲလဲနေတယ်လို့တပိတ်အင်အားစုတွေနဲ့ကျောင်းသားသမဂ္ဂတွေကကန့်ကွက်နေကြပါတယ်။တဝဲခန့်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC ကတော့နန်းစီရီယမ်ဝန်ထမ်းတွေအပေါ်မတရားဖမ်းဆီးအပြစ်ပေးမှုတွေကျူးလွန်လာမှာစိုးရိမ်နေလို့မနေ့ကထုတ်ပြန်ထားပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကပြီးခဲ့တဲ့ဇွန်လ23ရက်နေ့မှာအကြမ်းမဖက် NRP စံရေးလှုပ်ရှားမှုစံရနိုင်ငံဝန်ထမ်းဥပဒေမှာ CDM မလုပ်တဲ့ဝန်ထမ်းတွေကိုဥပဒေနဲ့အညီစစ်စစ်ကအရေးယူမယ်ဆိုတဲ့အချက်ကိုထည့်သွင်းပြဋ္ဌာန်းခဲ့တာပါ။ဒီဥပဒေမပြဋ္ဌာန်းခင်ကတည်းကတော်လှန်ရေးဒေသတွေမှာနန်း CDM ဝန်ထမ်းတွေနဲ့ចောင်းသားတွေကိုခွဲခြားဆက်ဆံတာနဲ့ပြစ်ဒဏ်ပေးတဲ့ဖြစ်စဉ်တွေရှိနေတာမို့လို့ အခုလိုပြဋ္ဌာန်းလိုက်တာကပုံမူဆိုးရွားတဲ့နှုတ်ဆက်တွေစိုးကြိုတွေကိုဖိတ်ခေါ်သလိုဖြစ်စေတယ်လို့ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားသမတ်ကများအဖွဲ့ချုပ်ဘဂတာကလည်းထောက်ပြထားပါတယ်။ပြီးခဲ့မလ28ရက်နေ့ကပြင်းအား9.8အဆင့်ရှိတဲ့အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်မန္တလေးတက္ကသိုလ်မှထားရှိတဲ့ကချင်းမန္တလေးစကိုင်းနဲ့နီးပြည်တော်ကောင်စီနယ်မြေတွေကအဖြေလွှာတွေမီးလောင်ဆုံးရှုံးခဲ့လို့တက္ကသိုလ်ဝန်ထမ်းဆောင်မေးပွဲတွေပြန်လည်ဖြေဆိုကြရတာပါ။ အဲ့ဒီဆောင်မေးပွဲကို2025ခုနှစ်ဇွန်လ16ရက်နေ့ကနေ21ရက်နေ့အထိပြန်လည်ဖြေဆိုကြရမှာ ဖြစ်တယ်လို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ရေဖြူမြို့နယ်အုပ်ပင်ကွင်းကြီးရွာအုပ်စုပရရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့တော်လှန်ရေးတပ်တွေပြီးခဲ့တဲ့ဇွန်လ15ရက်နေ့မနက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ ရရွာလယ်မှာဂိတ်ချထားတဲ့စစ်ကောင်စီတပ်ကိုတော်လရေးတပ်တွေဘက်ကပွားရောက်တိုက်ခိုက်ခဲ့တာကြောင့်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့နောက်ထပ်စစ်ကောင်စီကားတွေလည်းတိုက်ပွဲဖြစ်တဲ့နေရာကိုထပ်မံအင်အားဖြည့်ထားတယ်လို့သိရပါတယ်။ပလောမြို့နယ်ခန္တီကျေးရွာအုပ်စုမှာစစ်ကောင်စီတပ်နဲ့တော်လရင်တပ်ဖွဲ့တွေနှစ်ဖက်တိုက်ပွဲပြင်းထန်နေတာမို့လို့ အနီးအနားရွာတွေကဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါဗျ။အခုလ14ရက်နေ့မနက်ပိုင်းကစလို့ခန္ဒီကျေးရွာအုပ်စုတောင်ခေါင်းလောင်းရွာကိုစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာပြီးတဲ့နောက်နှစ်ဖက်အပြန်အလှန်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်နေကြတာကြောင့်တောင်ခေါင်းလောင်း၊ကလောင်းမခေါင်းနဲ့ခန္ဒီရွာတွေရွာလုံးကျော်နေပါထွက်ပြေးနေကြရပါဗျ။တိုက်ပွဲဖြစ်ပွားနေချိန်နဲ့ဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း စစ်တပ်ဘက်ကပြင်ပူကြီးရွာရေးပြင်အနီးမှာရှိတဲ့စစ်သင်္ဘောပေါ်ကနေလက်လံကြီးတွေစက်တိုက်ပစ်ခတ်ခဲ့တယ်လို့လည်းသိရပါဗျ။တနင်္လာရီမျိုးနဲ့အရှိမတုံးရွာအခြေစိုက်အမြောက်တရင်အမတ်3ရက်6တရင်ကဘူမူဝင်းကိုဦးနဲ့တရင်ပူကြီးညံလင်းထွန်တို့ကိုတနင်္လာရီမျိုးနဲ့ဆရာဖွားကလာရောက်ဖမ်းဆီးထိန်သိမ်းထားတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။အခုလ14ရက်နေ့မှာလာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး တနင်္သာရီမြို့နယ်အောက်ကင်းရွာအခြေဆိုင်ခမရ99ခွန်တရင်မှာထိန်းသိမ်းထားတယ်လို့သိရပါတယ်။အမတ်တ36တရင်ကဘုံမူဝင်းကိုဦးဟာဗလုံးမကြီးရွာအုပ်စုကစာတင်ကြောင်းပြန်ဖွင့်ဖို့နဲ့စစ်ဆောင်တွေပြန်လည်နေထိုင်ကြဖို့ဖိအားပေးနေတဲ့သူဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။သူကိုဘာကြောင့်ဖမ်းဆီးထိန်းသိမ်းထားရဲဆိုတာကိုတော့မသိရဘူးလို့ဒေသခံတွေကဆိုပါတယ် တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်။